ကရင်အမျိုးသားစီယုံ KNU ဘဟုရဲ့နိုင်ငံရေးစီရေးအကြံပေးပုံကိုယ်တွေနဲ့အထွေထွေအတွင်းရေးမှုတက်ဟောင်းဘုံမူကြီးစောထူးထူးလေးအသက်86နှစ်ဟာမေလ18ရက်နေ့ည10:20မိနစ်မှာကင်ဆာရောဂါနဲ့ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာကွယ်သွန်သွားပါတယ်စောထူးထူးလေးရဲ့ကျဉ်ကျန်ခဲ့တဲ့ရုပ်ကလပ်ကိုမဲဆောက်မြို့နယ် Christian ဘုရားကျောင်းမှာအမှတ်နဲ့မှာထားရှိပြီးလာမယ့်မေလ20ရက်နေ့မှာမဲဆောက် Christian သုတ်တံကိုပို့ဆောင်တကြုံမယ်လို့မိသားစုဝင်တယောက်ကပြောပါတယ် ဆော်ဆူဆူလေးဟာကရင်မျိုးသားအစည်းအဝေးမှာလူငယ်ဘဝကတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးကွယ်လွန်ချိန်အထိနိုင်ငံရေးဆေးရေးအစ်မြင့်တာဝန်တွေထမ်းဆောင်ခဲ့သူဖြစ်ပါပဲ1989ခုနှစ်မှာ KNU ထိန်းချုပ်ရာတပ်မဟာ6တို့ရောက်ရှိလာပြီးဗမူးကြီးမှာပဲအကြံပြုချက်နဲ့ကော်မူရခြေဆိုင်အမှတ်တရတဲ့တရင်မှာတပ်သားဖြစ်စတင်စည်ရင်သွင်းခဲ့ပါတယ်1989ခုနှစ်ဇွန်လမှာဗိုလ်ကြီးစော်တော်နဲ့အတူ KNU ခေါင်းဆောင်ဗိုလ်ချုပ်ကြီးစောဖို့များတို့ထံတွားရောက်တွေ့ဆုံခဲ့ပြီးမန်နေဘရော့မှာ KNLA စစ်တပ်နဲ့နှစ်လတက်ရောက်ခဲ့ပါတယ် 1980ပြည့်နှစ်ဖေဖော်ဝါရီလမှာစစ်မှုရေးရာဌာနမှဒုဗိုလ်ဖြစ်ခန့်အပ်ခံရပြီး1980မတ်လမှာဖာဗွန်ဒေတာရှေ့တန်းစစ်မြေနာသို့တာဝန်ပေးခြင်းခံရပါလေ။အဆိုပါနှစ်မှာပဲအမှတ်၁တပ်မဟာကရိုင်းဒီဒေတာတိုက်ပွဲမှာနာရယံရခဲ့ကမော်နေဘလော့ဌာနချုပ်သို့ပြန်လာကစေကုတမှုခံယူပြီးနောက်ဗိုလ်ကြီးအဆင့်ရာထူးတိုးမြင့်ခြင်းခံခဲ့ရပါလေ။အဲဒီနောက်ဆော့ထူးထူးလေးဟာတရားစီရင်ရေးဌာန KNDO ကာကွယ်ရေးဌာနတွေအပါအဝင် KNU ကရင်မျိုးသားအစည်းအရုံးကပေးအပ်တဲ့တာဝန်မျိုးမျိုးကိုထမ်းဆောင်ရင်1986ခုနှစ်တွင် KNU ဗဟိုကော်မတီဝင်ဖြစ်ရွေးချယ်ခြင်းခံရပြီးနောက်ဖျောက်သုံးစုဒေသမွန်ကင်းဗဟိုပူရအုပ်ချုပ်ရေးကိုယ်စားလှယ်ဖြစ်၎င်းမြို့ဝကျွန်းပေါ်ဆက်စင်ရေးတာဝန်ပေးအပ်ခံရပြီး1992ခုနှစ်အော်တိုလာမှာဗိုလ်မှူးကြီးအဆင့်သို့ရာထူးတိုးမြှင့်ခံခဲ့ရပါသည်